ပြင်လာပါကျွန်တော်ကတော့ grade 12 a session 04မှာပြန်တကြားနေတယ်780 by probably ဒီနေ့မှာတော့ကျွန်တော်ကမြန်မာစာအခန်းနဲ့အဖတ်ရွတ်တင်ငန်းစာကနေလူတဲတင်ငန်းစာရဲ့၄ချိန်ကနံပါတ်နေဖြစ်တဲ့မီယိုဖလာကုတ်ကွယ်မှုဆိုဒီမှာအဖယ်နည်းဆိုတဲ့မျိုးကိုဆင်းလို့တက်မှာဖြစ်ပါတယ်ဒီပြန်လေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော် မျိုးဖလားကိုယ်ပွင့်ယုံကြည်မှုဆိုတာကကိုယ့်ရဲ့ဝေဖွာရာလူမျိုးဤတာစုအတိုင်းဝိုင်းဤတိုင်းရာပတ်ဝန်းကျင်ကနေပြီးမှသစင်းဆလလဆင်ရင်ကန်းထူကြည့်တဲ့ဘာသာယုံကြည်မှုတစ်ခုပဲဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်ကိုယ့်ရဲ့မိဘတွေကဗုဒ္ဓဘာသာဝင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ်ကိုယ်တိုင်းကလည်းဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်တာဖြစ်ပါတယ်။တမယဟိပြောရမယ်ဆိုရင်တော့မိမိကိုယ်ကိုယ်မေ့ဖို့မထုတ်ဘဲနဲ့ဖြူရအတိုင်းလက်ဆက်ကန်းခံယူတာဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော်အနေနဲ့လူချင်းမျိုးကိုဆက်ပြီးတော့မိမျိုးဖလားကိုယ်ပိုင်မှုနဲ့အပြိုင်သိရှိနေတယ်။မိမိကိုယ်ရန်တာဝန်ယူခြင်းမှုအကြောင်းနဲ့မိမိကိုယ်ရန်တာဝန်ယူခြင်းမှုကမိမျိုးဖလားကိုယ်ပိုင်မှုနဲ့ဘယ်လိုမျိုးပတ်သက်ထားရသလဲဆိုတာကိုပါထပ်မံနှရှင်ပြီးတော့ဆွေးနွေးသွားချင်ပါတယ်။ဆိုတော့ကမိမိကိုယ်ပိုင်တာဝန်ယူခြင်းမှုဆိုတာဘာလဲဆိုရင်မျိုးကိုလည်းဆက်လိုက်မယ်ပေါ့နော်မိမိကိုယ်ပိုင်တာဝန်ယူခြင်းမှုဆိုတာကမိသားစုယဉ်ကျေးမှု မိဘတွေရဲ့ဘာသာရေးကိုအလိုလျောက်လက်ခံပြီးတဝယ်ယုံကြည်ရမဟုတ်ဖင်နဲ့အဲ့ဒီအစားမိမိကိုယ်တိုင်လက်လက်စွာတွေးခေါ်ခြင်းမိမိကိုယ်တိုင်စဉ်းစားတွေးခေါ်ခြင်းမိမိကိုယ်တိုင်သူတည်နာပြုခြင်းမိမိကိုယ်တိုင်ပြန်လည်မျိုးကိုထုတ်ခြင်းစတဲ့နည်းတွေနဲ့မိမိရဲ့နှလုံးသားကိုနှထောင်ပြည့်ရဲ့အခါမှာမိမိတဝယ်ယုံကြည်တဲ့ဘာသာကိုကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ယုံကြည်ခြင်းမဖြစ်ပါတဲ့ဥပမာထင်းနဲ့ပြောရမယ်ဆိုရင်ဒါစုကဘုရားဘာသာဝင်ဖြစ်ပေမဲ့ကိုယ့်ရဲ့ စဉ်းစားဆင်ခြင်မှုနဲ့ယုံကြည်မှုယုံကြည်ချက်တွေအရာပေါ့နော်အခြားသောဘာသာတစ်ခုခုကိုသက်ဝင်ယုံကြည်ချက်ချင်းဒီယုံကြည်မှုနှစ်ခုကိုနားရှင်ပြောရမယ်ဆိုရင်ပေါ့နော်မိယုဖလာကိုကိုယုံကြည်မှုကကိုယ့်ရဲ့မိသားစုယုံကြည်မှုတိုင်းဝန်ကနေဆက်လက်လက်ခံချစ်တုံးထားတဲ့ယုံကြည်မှုဖြစ်တယ်ပြော်ဒီလူမှုဖွဲ့အစည်းကနေလက်ခံချစ်တုံးထားလာတဲ့ဒီဆယ်ရစလုံးတွေနဲ့အညီရေထိုင်ရတယ်မိဘရဲ့လက်ခံချစ်တုံးထားရဲ့ဘာသာကိုပဲကိုကမျိုးကိုထုတ်ချင်မရှိဘဲနဲ့လက်ခံနေ ဲဒီဒါနဲ့မတူတဲ့တခြားမိမိကိုယ်ကတပ်ပြောင်းချင်ဖို့ဆိုတဲ့အပိုင်းမှာဆိုရင်တော့မိမိကိုယ်ကတည်နာပြုပြီးမှစဉ်းစားရွေးချယ်ရတယ်လူတူဦးချင်းစီရဲ့အတွေ့အကြုံနဲ့ဒီသူ့ရဲ့ decision ပုံမှန်မှုတည်တယ်ပြီးတော့ကိုယ်ပိုင်ဆိုသဘောထားနဲ့တည်တည်ခံမှုတွေပုံမှန်ယုံကြည်မှုရွေးချယ်ရတဲ့ယုံကြည်မှုဖြစ်တယ်ဒီစားတဲ့ချက်တွေကိုပြဖြစ်ပါတယ်ဆိုတော့ဒီယုံကြည်ခြင်းတစ်ခုမှပေါ့နော်ဘယ်ဟာပိုကောင်းလဲဆိုတော့မိဖို့ထွက်နိုင်စရာရှိတယ်ဟာဆိုတော့ဒီမိဖို့ဖြေရမယ်ဆိုရင် လောကမှာအခုအကောင်းတဲ့အဆိုးကထူထွေးလို့ရှိနေတာဖြစ်တဲ့ကြောင့်မလို့ဘယ်လိုယုံကြည်မှုမျိုးကပိုကောင်းပါရဲ့ဆိုတဲ့အဲအချက်ကိုကျွန်တော်တို့တက်ပြောလို့မရအောင်ပေါ့နော်အယုံကြည်မှုတစ်ခုချင်းစီမှာကောင်းတဲ့ချက်ရှိတယ်လို့မျိုးဒီဆိုးတဲ့အချက်လည်းရှိနေပါတယ်မိယူဘလာကိုဝယ်မှုမှာဆိုလို့ရှိရင်ဒီဘလာရဲ့ပွဲတော်တွေမှာမိမိကဒီမိသားစုဆွေမျိုးတွေနဲ့တူတူပြောပြရွှင်ဆင်နွှဲရတဲ့အခါမိသားစုအတွင်းပုံမှုမှာစီစီလုံးလုံးပုံဖြစ်လာမယ် ပြီးတော့ဒီမိသားစုကကိုယ်ကိုငယ်ငယ်ကလေးကပေါ့နော်ဒီပတိုင်းဆိုင်ရာလေ့ကျင့်တွေကိုလေ့ကျင့်တရားပြလာတဲ့အခါမှာကိုယ်ကဖို့ပြုချိန်မှာဆိုလို့ရှိရင်လည်းဒီတာမန်လိုပဲအဲအခက်အခဲကြီးကြီးမရှိပဲလူရှင်းတာပြုလို့ပြုလို့လာနိုင်မှာပေါ့နော်ဒါပေမဲ့နောက်ထပ်မကြည့်ရေးစုတော့ကြည့်မှာဆိုလို့ရှိရင်တော့ဒီမြူဖလာကိုဝယ်မှုဟာကိုငယ်သေးရဲ့အရွယ်မှာဆိုရင်ပုံမှန်လိုဖြစ်နေရဲဆိုပေမဲ့မိမိရဲ့ကိုပါညာနဲ့ဆုံးဖြတ်စစလန်နဲ့အရွယ်ရောက်ပြီဆိုလို့ရှိရင်တော့ မိမိကို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 လုံးနေတဲ့အရာမိမိနဲ့ကန့်ညီမှုရှိမရှိဘူးဖယ်မရဖြစ်လာတာမိမိကိုကိုကိုမယုံကြည်လာတော့တာအဲစားတဲ့အမြင်ပြောင်းလဲလာမျိုးတွေကျုံရနိုင်ပြီးတော့ဒီလိုမျိုးအတွေးအမြင်တွေဝင်ရောက်လာတာကိုလည်းကိုကိုကိုအတင်းကျပ်ရင်းဆိုလာကနောက်မှာဆိုလို့ရှိရင်မိမိကိုကိုကိုယုံကြည်မှုကိစ္စတွေမှာခံစားလာနိုင်ပါတယ်ဒီလိုပဲမိမိကိုယ်နဲ့တောင်းယုံကြည်မှုမှာဒီကောင်းကျိုးတွေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့မိမိရဲ့စိတ်ဝိညာဉ်ကလက်ခံသဘောတူပြီးတော့တောင်းယုံကြည်ချက်ဖြစ်တဲ့အကြောင်းမျိုး ပထမတစ်ခုအနေနဲ့လွတ်လပ်မှုကိုခံစားရမယ်ပေါ့နော်ဒုတိယတစ်ခုအနေနဲ့ကတော့ဒီစစ်မှန်ခြင်းကိုပါဒီတဘာလဲထပ်ပြီးတော့ခံစားလာရမှာဖြစ်ပါတယ်ဒီညမှာဆိုရင်တခြားမတူညီတဲ့ရှုထောင့်အကြည့်မယ်ဆိုလို့ရှိရင်ကိုရမီတာစုနဲ့ကိုယ်လွယ်တဲ့ယုံကြည်မှုကိုတပ်ဝင်ယုံကြည်တဲ့အခါမှာကိုရမီတာစုဝင်တွေကယုံတဲ့ချင်းချင်းနဲ့ပြုလုပ်ဘူးဆိုရင်တော့မှသူတို့ယုံကြည်ရပါလားရေးအရာဒီဝပြုကိုယ်ပွဲမှုတဲ့လုပ်တဲ့အခါမှာဆိုရင်ပေါ့နော်ကိုရရှိမှဒီသူရဲ့ပါလာရေးလေးထိုက်ပြုတဲ့အခါမှာမိမိပါတာပဲ စတင်ပြီးတော့အထူးကြံမှုကိုခံစားလာနိုင်ပေပေါ့နော်ကျွန်တော်ရဲ့ချက်ဖို့တွေ့ချိချက်ရပြောရမယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့တွေကဒီမတူညီတဲ့လူ့အဖွဲ့အစည်းတွေမှာနေထိုင်ကြရတဲ့ကြောင့်မလို့ဒီမီယိုဖလာကိုယ်ဝန်ကြီးမှုပဲဖြစ်စေမိမိဘာသာတတ်ဝင်ယုံကြည်တဲ့ကိုယ်ဝန်မှုပဲဖြစ်စေယုံကြည်မှုအားလုံးကိုလေးစားပေးခြင်းအဖြစ်နဲ့သားသာသာကြားလူ့အဖွဲ့အစည်းတွေကိုဖြည့်နေမှာဖြစ်ပါတယ်ဒီညမှာပေါ့နော်ကျွန်တော်ကကိုယ်ဝန်ယုံကြည်မှုနှစ်ခုအကြောင်းကိုနားရှင်ပြောသားရတဲ့ကြောင့်မလို့ အဲမိမိရဲ့မိဘအတိုင်းအဝိုင်းရဲ့ကိုယ်ပွင့်မှုကိုပဲဆက်လက်အမွေခံရင်းနဲ့မိမိကိုယ်တိုင်လိုက်ကပါဒီသူညီတဲ့ဘာသာတစ်ခုတည်းကိုပဲလက်နဲ့ချက်ချင်းနဲ့တောက်ဝင်ကြည့်လာခြင်းဆိုတဲ့အကြောင်းကိုထည့်သွင်းပြီးမှမဆွေးနွေးကြခြင်းကိုတော့နိုင်လိုက်ဖို့မြေတက်ရခံပါတယ်အဲကျွန်တော်ကတော့ဒီမျိုးဖလာကိုယ်ပွင့်ခြင်းမှုနဲ့မိမိမှာတောက်ဝင်ခြင်းမှုအကြောင်းကိုဒီခြားနားချက်တွေကိုပဲဒီကထားပြီးတော့မှဆွေးနွေးကြဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဆွေးနွေးတွေပါကြတဲ့ကတော့ဒီလောက်ပါပဲဗီဒီယိုလေးကိုလည်း ဆုံးမနိုင်ပြီးကြတဲ့တူတယောက်ချင်းတိုင်းအတွက်ကျေးဇူးများရည်တင်ရှိပါတယ်။အာအားလုံးမက်ဆေ့ချ်ဝင်တော့ကကင်းပါပြီးတော့ပြရှင်ရတဲ့နေ့ရက်လေးတွေကိုအမြဲတမ်းရှိနေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဆိုကြရင်လည်းအာဒီညမှာပဲအဆုံးသတ်ပါစေ။